ကျွန်တော်ရအားလုံးပဲမင်္ဂလာပါ Threat and Visual ကနေပြီးတော့ကြိုဆိုပါရစေ။ကျွန်တော်တို့ဘာဝဇင်းကိုအမြဲတမ်းတင်ဆက်ပေးနေတယ်စီမင်ပါ။ဆိုတော့ညတော့ကတော့ဒါကျွန်တော်တို့လိုဘာဝအသင်းအနေနဲ့က Champion League ပွဲစဉ်ကို A-Win and F မှာဒါ BSV တင်ကိုအဲ့ခံပြီးကစားတယ်။အဲတိုးပေမဲ့လည်း F မှာကစားရတဲ့ပွဲဆိုပေမဲ့လည်းထုံးစံအတိုင်းပဲ၄ဂိုးသဂိုးဆိုတဲ့ရလနဲ့ရှုံးနေသွားတယ်။ အဲရှောင်းနှိမ့်တဲ့နေရာမှာလည်းရလက်ပိုင်းဆိုင်ရာအရာရောခြေစွမ်းပိုင်းဆိုင်ရာအရာရော စိတ်တက်ပိုင်းဆိုင်ရာအရာရောကစားကွက်ပိုင်းဆိုင်ရာအရာရောအကုန်လုံးကိုမှရှောင်းနှိမ့်ခဲ့တာပေါ့တတော်လေးကိုမှ PSV တင်ကိုဘာနဲ့မှရှင်ပြီးတော့မကစားနိုင်ဘူးစိတ်တက်ပိုင်းဆိုင်ရာလည်းရှင်မကစားနိုင်ဘူးကစားကွက်ပိုင်းဆိုင်ရာလည်းရှင်ပြီးတော့မကစားနိုင်ဘူးဆိုတော့အစားအစာအရာရာအဖက်ဖက်ကနေပြီးရှောင်းနှိမ့်သွားတယ်ဒါက ဒါ Nordian Forum အသင်းကိုအိမ်ခွင်း MP မှာ၃ကိုးပြတ်နဲ့ရှုံးနိမ်ပြီးတော့နှစ်ရက်အကြာမှာနောက်ထပ်ဒါ၄ကိုးတကိုးဆိုတဲ့ရလနဲ့ထပ်ပြီးတော့ရှုံးနိမ်တာပါဒါကတော့လေဘာဘူးအတင်းပြိသက်တွေတော်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 လေးပုံမှာစိတ်ပြက်စရာပါ။ဟိုထုံးစံအတိုင်းဆိုရင်ဗျာပုံမှန်ဆိုရင်ကိုယ်ကြီးလေဘာဘူးပြိသက်တွေနေနေကအတင်းကရှုံးပွဲတွေများလာပြီဆိုတော့နည်းနည်းပောက်ပွဲတယ်ဗျာနည်းနည်းလောင်နိုင်ကျွမ်းနိုင်ရှိ။အခုကကျတော့ तू ကရှုံးပွဲကဟိုနှစ်ပွဲသုံးပွဲလောက်ဆက်တဲ့အချိန်မှာလောင်နိုင်သေးတယ်ဆိုရင်လည်းကိုယ်ကက ရှုံးနေ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 ဘယ်ချိန်ထားကြည့်ကြည့်ရှုံးနေတဲ့အတွက်လာမလောင်တော့ဘူးဗျာဟိုဘကူကကိုအတင်းပွဲကြီးကြီးပါဖြစ်နေလဲဆိုတော့ကြီးပဲကြီးနေကျင်တော့ငါတို့အတင်းကအချိန်တိုင်းလဲကွာဒီကောင်ကဒီလိုမျိုးပဲလုံးပါပါအချိန်တိုင်းလဲရှုံးမှာပါကွာဆိုတော့ feeling ကြီးကခံစားနေရတယ်ဗျာဘယ်အတင်းနဲ့ပဲတွေ့တွေ့အဲ့ feeling ကြီးခံစားနေရတယ်ဆိုတော့ညကပွဲစဉ်မှာလဲဒါ unnatural အနေနဲ့ကသူအတင်းမှာ ဘယ်လိုပြောလဲဒါထုတ်တဲ့နဲ့ဇာသမားတွေကိုပွဲထုတ်လာတယ်ဒါဘယ်လိုပြောလဲပြလေဘာဝုတ်အတင်းမှာကလက်ရှိမှာကအမြဲတမ်းလို့အလွတ်ရနေတဲ့လူချင်းပဲဒီလူချင်းကိုပဲသူအမြဲတမ်းပွဲထွက်လာတယ်မိုဆာလာကိုလည်းထုံးစံတိုင်းတုံးလာတယ်ဂပ်ပူကလည်းထုံးစံတိုင်းတုံးလာတယ် AKGK ကိုတုံးလာပြီးတော့မီလိုကတ်ကတ်ကိုပဲသူကအဆက်တုံးလာသေးတယ်ဆိုတော့အဲ့လိုမျိုးကစားသမားတွေကိုသူပွဲထွက်လာတယ်ပွဲထွက်လာပြီးတော့ PSV တင်းနဲ့ကစားတယ်ပွဲအဆ5မိနစ်လောက်မှတယ်ဒါဗာကယ်ဗန်ဒိုက်ရဲ့အမှားကတစ်ဆင့်ပန်နတီပေးလိုက်ရတယ်ဒီပန်နတီကိုဒါစပါတင်းရဲ့ ဝင်းလေကသမားဟောင်းဖြစ်တဲ့ပါရိစစ်ကနေပြီးတော့အဆုံးသတ်သွားတယ်တော့အဲ့ဒီအချိန်မှာကလေးကခိုရီလီဘာဘူးပြိသက်တွေနေကကောင်းကောင်းခံစားလိုက်ရငါတို့တင်းနေတဲ့ဒီပွဲကလည်းရှုံးအောင်မှလာမသိဘူးဆိုတော့တန်တရားတွေစဝင်လာတယ်အဲတော့ဒီမဲ့လေအဲတိတ်မကြဘူးကိုရီကပူရဲ့အတိုးအလုတ်ကတစင်ဒိုမီနိရှိုးစတိုင်ကဒါဘယ်လိုလဲခြေပါကိုတကူပြန်ရခဲ့ဆိုတော့အဲ့ဒီမတိုင်ခင်စက်ကြားမှာကိုရီလီဘာဘူးတင်းကပွဲကိုစတင်တဲ့အချိန်ကနေပြီးတော့အဲ့ဒီတွင်းကိုပြန်ပြီးတော့ခြေပါကိုရတဲ့အချိန်အထိကိုရီလီဘာဘူးတင်းက ဆုတ်ပြတ်တတ်နေတဲ့ခွေးသုံးမတိုက်ွက်နဲ့ကစားခဲ့တယ်ဆိုတဲ့ပုံစံမျိုးအထိပါရောက်ခဲ့တာ အဘလိုမဲ့ကျွန်တော်ငယ်ငယ်ရခေါ်ခဲ့ရခွေးသမို့ခွေးသုံးမှတိုက်ွက်ပြပြင်မလားကန်တင်နဲ့ဟိုဘောလုံးတစ်လုံးကိုလူကဟိုရှေ့ရောက်လောက်ဝိုင်းလူတယ်ဆိုတော့အဲ့လိုမျိုးပုံစံမျိုးနဲ့ကပါလဘဘူးကကစားခဲ့တော်တော်လေးကမှဆိုးတယ်တော်တော်လေးကမှကြီးရတာဆိုးတယ်ဗျာတိလားကြီးရတာတော်တော်လေးကမှရုပ်ပြက်စင်းပြက်ဖြစ်တယ်ကောင်မလေးကလည်းဝင်ချင်းသလိုဝင်တယ်ထွက်ချင်းသလိုထွက်တယ်ဘောလုံးတွေကလည်းတစ်ခါလေးကြလို့ရှိရင်ကိုယ့်သူ့အချင်းချင်းတော့မှပဲကပ်ပေးရင်တော့မှမရောက်တော့တဲ့အနေအထားမျိုးဆိုတော့တော်တော်လေးကမှဆိုးပါတယ်အဲ့လိုမျိုးအနေအထားမျိုးမှာလဘဘူးတင်ကကန်ကောင်းပြီးချစ်ပါကိုတကူပြန်ရခဲ့တယ် အဲချီပါကိုတကိုးပြန်ရခဲ့ပြီးရနောက်ပိုင်းမှာလဘာဘူးအတင်းကပွဲကိုနည်းနည်းလေး dominate လုပ်ချင်တယ်ပြောပေမဲ့ PSV ကလဘာဘူးအတင်းစီကိုလာကြဲကဗျာဒီကောင်တွေကသူတို့အိမ်ခွင်းမှာလည်းဘာမှအစိတ်ပြီးတော့အစိတ်ရှိတဲ့ကောင်တွေမဟုတ်ပါဘူးဒီကောင်တွေကငါတို့သိထားတယ်လဘာဘူးမဟုတ်ပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ PSV ကလဘာဘူးစီကိုလာတာသူတို့သူတို့ဘက်ကလဘာဘူးကဘယ်လောက်ထိအောင်သူတို့ဘက်ကို pressure တွေဘယ်လောက်ထိအောင်လိုက်ပြီးပြီသူတို့က ECC ပဲငါတို့ကလည်းဟိုဘယ်လိုလဲငါတို့ရဲ့နေတာလာမှာဆိုရင်ဘာကောင်းနေပါကွာဆိုတဲ့ပုံစံမျိုးအဲ့တော့အဲ့လိုမျိုးသူတို့ ရဲ့ဘယ်လိုပြောမလဲလီချင်းမတူတဲ့အနေထားမှာတော့မှာပဲပခုံးချင်းရှင်ပြီးတော့လဘာဘူးကိုအကောင်းဆုံးကစားပြသွားတာဗျာလဘာဘူးရဲ့အိမ်ဝင်းကိုလာပြီးတော့လုတ်ပြသွားတာ PSV အနေနဲ့ကဆိုတော့အေးစေးစေးပဲဗျာသူတို့ဘကကစားလာတယ်ကစားကွက်ပိုင်းဆိုင်ရာရသူတို့ကြီးလိုက်ကြီးလိုက်ဗျာသူတို့ကစားလာတဲ့ပုံစံသူတို့ခင်းကျင်းလာတဲ့ပုံစံမှာလဘာဘူးအတင်းကိုအာဒါကတော့လေပါဘူးအတင်းမို့လို့ကွာငါတို့ကတော့ဒီလိုမျိုးကြီးကစားလို့တော့ရမှာမဟုတ်ပါဘူးဆိုတော့စိုးရင်စိတ်တစ်ခုမှရှိမနေဘူးသူတို့ဘက်ကသူတို့ကစားခြင်းနဲ့ပုံစံအတိုင်းကိုအပြည့်အဝပုံဖော်ကစားသွားတယ် သူတို့ကစားခြင်းနဲ့ပုံစံအတိုင်းကိုပဲဒါဘယ်လိုမျိုးလဲသူတို့ကစားကွက်ကိုပဲအဓိကအခင်းကျင်းပြီးတော့ဘသူကမှဂယုမဆိုင်ပဲနဲ့ပြက်ပြက်သားသားကစားပြသွားတာစိတ်တဲ့ပန်းဆိုင်ရာအရာကလည်းငါတို့ကလက်ရှိမှာချန်ပီယံလိမ့်မှာကလော်ဝီရဲ့အောက်ကိုရောက်နေတယ်ဆိုပေမဲ့လေအမတ်တွေကငါတို့သူတို့လောက်မရဘူးဆိုရင်ပဲသူတို့အသင်းနေတယ်ကငါတို့တိတ်ပြီးတော့ဂယုဆိုင်မယ်အသင်းနေတယ်မှာပါမနေဘူးဆိုတဲ့ပုံစံမျိုးအဲဒီပုံစံမျိုးနဲ့ကစားသွားတာဆိုတော့ကိုရီအသင်းရဲ့စိတ်တဲ့ပန်းအသင်းသားတွေရဲ့စိတ်တဲ့ပန်းကိုပြန်ကြည့်မယ်ဆိုရင်လည်း ဘောလုံးတစ်လုံးလိုက်လူတယ်ဆုံးသွားတယ်အဲလိုက်မလူကျင်တော့ဘူးနောက်တစ်ချိန်ထပ်ပြီးတော့လူဖို့အတွက်ကတိတ်ပြီးတော့စိတ်မပါတော့တဲ့အရာမျိုးတွေကျွန်တော်တို့ညကပွဲစဉ်တွေမှာအများကြီးတွေ့ခဲ့ရဆိုတော့တော်တော်လေးကိုမှစိုးပါတယ်တော်တော်လေးကိုမှစိုးပါတယ်ဆိုတော့ PSV ရသွားတဲ့ဒုတိယဦးဆောင်ကိုဆိုရင်လေမိုဆာလာရဲ့ဘယ်လိုမျိုးလဲခန်းစစ်ပိုင်းဆွမ်းဆောင်ရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အများကြီးကိုမှဝေဖန်စရာတွေဖြစ်သွားတာအများကြီးကိုမှပြောစရာတွေဖြစ်သွားတာဗျာဘာကြောင့်လဲဆိုတော့အဲ့ဒီဒုတိယဦးဆောင်ကိုရသွားတဲ့အချိန်မှာ PSV ရဲ့ကစားသမားတဦးကဒါဘောလုံးကိုတောက်လျှောက်ဆွဲလာတယ်။ဒါတကောင်နာတိုက်စစ်ကနေပြီးတော့တောက်လျှောက်ပြန်ဆွဲလာတယ်နော်။ပြန်ဆွဲလာတဲ့အခါမှာမိုးဆာလာကလိုက်ပြီးတော့ကတ်တယ်ကတ်တယ်ကတ်တယ်။ကွင်းလင်စီနာရောက်တော့သူမတ်တက်ရက်ကြံခဲ့။အဲဒီအချိန်မှာကျန်တဲ့လီဗာပူးအသင်းရဲ့ကွင်းလင်ကစားသမားတွေနဲ့ခန်းစစ်ကစားသမားတွေကဘာလုပ်ထားလဲဆိုတော့ပြန်ဖက် PSV အသင်းရဲ့ဒါလိုမျိုးနဲ့ကောင်နာတိုက်စစ်ပြန်လာတဲ့ကစားသမားတွေကို 1v1 1v1 အကောင်လုံးကတယောက်တယောက်ချင်းလိုက်ပြီးတော့လူကတ်ပြီးတော့မာကင်ယူထားတာ။အဲဒီလိုမျိုးအနေအထားမျိုးမှာ ဘူဇာလာကအဲ့ဒီကစားသမားကိုလိုက်ပြီးတော့ကတ်ပေးနေတဲ့အနေထားကနေပြီးတော့ဆက်ကနေဆိုသူကရက်ပြီးတော့ကြံနေခဲ့တာအဲ့ဒီချိန်မှာအဲ့ကစားသမားတဦးတည်းကလွတ်ထွက်သွားတယ်တဦးတည်းပဲတော့လွတ်လွတ်ကျွတ်ကျွတ်ကြီးကိုထွက်သွားတယ်အဲ့ဒီတဦးတည်းကနေပြီးတော့ပဲဟိုကိုယ်လီဘာဘူးအသင်းရဲ့နောက်တန်းခံစစ်ကိုဖျို့ဖျဲဖြစ်သွားစီလာဆိုတော့အဲ့ဒီတဦးတည်းလွတ်လာတဲ့အချိန်မှာဗျာလီဘာဘူးအသင်းရဲ့နောက်တန်းကစားသမားကိုဟိုလူပြေးခဲ့ရမလို့ဒီလူပြေးခဲ့ရမလို့ ਨੇ ဖျို့ဖျဲတွေဖြစ်တယ်အဲ့ဒီလုံကစပြီးတော့ဥဆောင်ကိုတကိုးလီဘာဘူးအသင်းဘက်ကခွင့်ပြုလိုက်ရဆိုတော့ဒါကမိုးဆာလာနဲ့ပတ်သက်ပြီးတော့ဗျာဒီဟာဒီမှာဆိုရင်မိုးဆာလာကကိုရီအသင်းရဲ့တိုက်စစ်မှာလည်း ဘာမှကိုအများကြီးအတုံးခွင့်မနေဘူးခံစင်းမှာလည်းဘာမှကိုလုံမပေးနိုင်ဒီကစားသမားကိုမူအာနေရှင်တော်အနေနဲ့ကပွဲတိုင်း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 မှာတုံးနေတာကြီးကဒီဘက်ကအသင်းကိုကံဖက်ပြန်လာဖို့အတွက်အခွင့်အရေးတွေကိုဒါဘယ်လိုမျိုးလဲနဲတဲ့နဲအောင်လုံနေတယ်လို့ပဲလို့တော့ကျွန်တော်ကတော့မြင်နေတယ်ဒါမိုးဆာလာကိုမကြိုက်လို့တော့ပြောတာတော့မဟုတ်ဘူးလေမိုးဆာလာကလည်းဘာဘူးအသင်းရဲ့ပရိသတ်တွေရဲ့စိတ်ထဲမှာရှိနေပြီးသားကစားသမားတုံးမဲ့မကောင်းတဲ့ကစားသမားပေါ့မကောင်းလို့ပြောတာမကြိုက်ဘူးလို့ပြောတာမဟုတ်ဘူးလေဆိုတော့ဒါကတော့တော်တော်လေးမှဆိုးပါတယ် ြီးရင်အနေစတော့အနေနဲ့ကဒါသူ့အနေနဲ့မီလိုကတ်ကတ်တို့ဘာတို့ကိုထပ်သုံးတာဆိုတော့တကယ်တမ်းဆိုရင်ပြန်မီလိုကတ်ကတ်တို့ဘာတို့ဆိုတော့ကျွန်တော်တို့စကားလေးတောင်ထည့်ပြောရမယ့်ကစားသမားမဟုတ်ညာကပွဲစဉ်မှာပွဲထွက်လာတဲ့ကစားသမားတွေထဲမှာကိုယ်လွာဖို့အတင်းရဲ့ဘယ်လိုမျိုးလဲပွဲထွက်ခွင့်အနေနဲ့မထိုက်တန်တဲ့ကစားသမားတွေ၃ဦးလောက်ထိပါဒါကားတဲ့ဂျုံလိုမျိုးကစားသမားတွေထားလိုက်ပါတော့ကားတဲ့ဂျုံကတော့ဒါ right back မှာဘယ်သူမှမရှိတော့သူစင်းစောရတာဖြစ်တဲ့အတွက်ထားလိုက်ပါတော့ဆိုတော့မီလိုကတ်ကတ်လိုမျိုးကစားသမားတွေပြီးရင်မိုဆာလာလိုမျိုးကစားသမားတွေအဲ့ဒီကစားသမားတွေကလဘာဘူးမှာလက်ရှိ ပွဲထွက်ခွင့်ရဖို့အတွက်ထိုက်တန်နေတဲ့ကစားသမားတွေဖြစ်နေတယ်လို့ကျွန်တော်ကမထင်ဘူး။ဒါကြောင့်မလို့ဒီကစားသမားတွေကိုတုံးနေတဲ့များတော့လဘာဘူးအသင်းရဲ့ရလဒ်တွေလည်းပြောင်းလဲလာဖို့မရှိဘူးလို့ကျွန်တော်ကတော့မြင်နေ။ညာကပွဲစဉ်မှာဆိုရင်လည်းကျွန်တော်တို့အဲ့ဒီအရာကြီးကိုကောက်ကောက်ကောက်ကိုကိုကြီးထက်မြင်ခဲ့ရတယ်။ဆိုတော့ထုံးစံအတိုင်းပဲပေါ့လေ။ Arnestock ကသူ့ plan A နဲ့လာတယ်။တခုတည်းသောပလန်ပေါ့လေ။ Only one is the best အဲဒီလိုမဲပြောရမလားပေါ့လေ။သူ့ရဲ့ plan တခုတည်းနဲ့လာတယ်။ အေးငါမင်းတို့ဒီတိုင်းပြောထားတဲ့ဒီတိုင်းကစားကြည့်အဆင်ပြေလားအဆင်မပြေတော့မင်းတို့ကြိုက်တယ်လို့ကစားကွာငါလည်းဒီတိုင်းပဲမင်းတို့ကိုပြောထားတာပဲငါလည်းငါလုပ်တယ်လို့မှမဖြစ်တာငါလည်းမတတ်နိုင်ဘူးကွာငါလည်းဒီလိုမျိုးတော့ဖြစ်စီချင်တာပဲဆိုတော့ခက်လွယ်လွယ်ကူကူပြားခက်လွယ်လွယ်ကူကူပလန်မျိုးနဲ့လာခဲ့တာဆိုတော့ PSV ကလည်းဒီပလန်ကို AAC ရှင်းခဲ့တယ်ဗျာသူတို့ကဘသူကိုမှဂယုံမဆိုင်ဘူးသူတို့ကစားကြည့်နေတဲ့အရာကိုပဲ UTV ကစားပြသွားတယ်သူတို့ရဲ့ကစားကွက်ထဲမှာသူတို့လုံးသမျှကိုလေဘာဘူးကယူခါနေအောင်လိုက်ရတယ် ယူခာနေအောင်ပွဲတပွဲလုံးပွဲအစအလယ်အစုံ PSV ကသူတို့ဘာလုပ်မလဲတချို့ပွဲချင်းအပိုင်းအခြားတွေမှာလေဘာဝူးတင်းကဘောလုံးကင်ထားတယ်လို့ထင်ရတယ်။သို့ပေမဲ့အဲ့ဒါကလေဘာဝူးတင်းဘောလုံးကင်ထားတာမဟုတ် PSV တင်းကလေဘာဝူးတင်းကိုပေးပြီးတော့ဘောလုံးကင်ထားတာတကယ်တမ်းကိုပေးပြီးတော့ကင်ထားတာသူတို့တွေတကယ်လိုချင်နေတဲ့အခါကျရင် PSV အတင်းတကယ်လိုချင်လာတဲ့အခါဘောလုံးသူတို့အတင်းမှာရှိနေတယ်လိုအပ်နေတဲ့အချိန်တိုင်းမှာဘောလုံး PSV တင်းကရအောင်လိုက်ယူတယ် ရအောင်ပြန်ယူတယ်သူတို့ကြီးကစားဘွက်ကိုပြန်တီဆောက်တယ်သူတို့ကြီးကြိုက်တယ်လို့လှုပ်ပြီးသွားပြီအဲသူတို့ကစားသမားတွေကိုပြန်ပြီးအနာပေးခြင်းနဲ့ဆိုရင်ဘာလုပ်လဲလဘာဘူးအသင်ကိုပေးကင်လိုက်ဆိုတော့အဲ့လိုမျိုးပုံစံနဲ့ခက်လွတ်လွယ်ကူကူလဘာဘူးအသင်ကိုဖြည့်ရှင်းပြသွားတာသူတို့ညကပွဲစဉ်မှာကတော့တော်တော်လေးပုံမှာစိတ်တက်ပိုင်းဆိုင်ရာအရာကိုကစားဘွက်ပိုင်းဆိုင်ရာအရာပါရှုံနေခဲ့တာပါသူတို့ဒီညကပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုယ်ဒီကဘလိုမြင်ရလဲအဲဒီရှုံဝဲရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုယ်ရင်ဘလိုမြင်ရလဲတစ်ချက်လောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း like and subscribe လုပ်ပေးကြပါအောင်ဗျကျေးဇူးများအိတ်တမ